2025ခုနှစ်မေလ24ရက်နေ့စနေနေ့နာနဲ့6နာရီဂျိုတို့ကပြပို့တဲ့တိုင်းတာချက်တွေနဲ့ခမန်းချက်များကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ခမန်းချက်တွေဟာကျွန်တော်10နှစ်ကျော်သုတေသနလုပ်ထားတဲ့ပုံတွေနည်းများနဲ့တစ်ချက်လေ့လာမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မုတ်တုံလေးစီးကြောင်းကမြန်မာပြည် ဘယ်အရာဒေတာတွေကိုမိုးရွာနိုင်လဲဆိုတော့ဒိတ်ငွေများလေစီเจ้าများရေးဖွဲ့မှုများ ਨੇ ကျွန်တော်တို့ခမန်းတင်ပြมาဖြစ်ပါတယ်အားလုံးမင်္ဂလာမျိုးကြီး IMK Entertainment Channel ကျူစလိုက်ပါရယ်ဒီနေ့ဒီဇင်ဘာ view valley မေလ24ရက်နေ့မောင်တန်းတဲ့နဲ့မိုးများမဲ့နေရာဒေသတွေကိုဒီကျူတွေခမန်းထားတဲ့မိုးစလာဘလော့ကဦးထေးတင်ရဲ့ view valley ဒီ valley ကျွန်တော်မျိုးပြသက်တက်ဆက်ပြီးတော့မှဖြစ်ပါရယ်ကျွန်တော်မျိုးလည်းကျူတွေကောက်ွယ်ပြင်ဆင်လို့ရအောင်ဘုဒ္ဓရအနေနဲ့ပြန်လည်ဝင်မြတ်တက်ဆက်ပြလေခြင်းဖြစ်တယ်ဒါဆိုရင်တော့ကျွန်တော် view valley ကိုဆက်လိုက်ရအောင် 6နာရီလေစီးကြောင်းဟာတနာရီမိုင်30အထိမြင့်လာပြီးတော့ရခိုင်နဲ့ဘင်္ဂလားပင်လယ်မှာလေဆုံချက်အနည်းငယ်ဖြစ်တာတွေ့ရသလိုပဲကြံတဲ့မုတ်တုံလေနဲ့မုတ်တုံမိုးတွေဟာမြမာပြည်အလယ်ရိုးတစ်လျှောက်ဝင်ပြီးတော့နေရာကွက်ပြားမိုးရွာနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်ဒီကနေ့မနက်6နာရီ ဘင်္ဂလားပင်လယ်ထဲမှာရှိတဲ့တိမ်တွေဟာတိမ်နေနေဖြစ်သလိုပဲတိမ်အမြင့်ကိုလည်းတွေ့ရမှာဖြစ်ပြီးတော့မြမာပြည်အလဲပိုင်းကိုဖျောက်ဝင်သွားတဲ့တိမ်တွေဟာအပူငွေ့ကြောင်းမြမာပြည်အထက်ပိုင်းမှာမုန်းတိမ်တောင်စုဖွဲ့မှုတွေဖြစ်နေတာတွေ့ရမှာဖြစ်ပါတယ်ဒီတိမ်တွေဟာနေ့လယ်12နာရီလောက်ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်ကဆက်ဝင်သွားတဲ့တိမ်လေးနေဟာ မြမာပြည်တစ်ခုလုံးကိုလွှမ်းခြုံပြီးတော့အေးတိုက်ရတဲ့နေရာအချို့သာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမတွေ့ရှိရပါတယ်24ရက်နေ့ဘယ်နေရာကြီးကွက်ပြီးတော့မိုးကြီးမလဲဆိုလို့ရှိရင်အခုအနီးရောင်ပြထားတဲ့ဒေသတွေဟာဆိုလို့ရှိရင်24နာရီအတွင်းမှာမိုးရေကြီးလေးလက်မပတ်ဝန်းကျင်ရရှိနိုင်ပြီးတော့ အဝါရောင်ပြတဲ့ဒေတာတွေဟာဆိုလို့ရှိရင်မိုးရစ်တွေပြည့်တတ်မှလေးလက်မအထိရရှိနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ရွှေဘွားနေပြီးတော့အထက်ဒေတာဟာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲ6မြင်းကြံမုံရွာဂျားရဲရဒေတာဟာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ရှမ်းပြည်နယ်အနောက်ဘက်ခြမ်းနယ်ရှမ်းပြည်နယ်အရှေ့မြောက်မှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်ထို့အတူတင်းနာရီတိုင်းဘက်မှာဆိုလို့ရှိရင်လည်းမြိတ်ခရိုင်ဒေသရဲ့အနောက်ဘက်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှာသိတယ်25ရက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့ဘင်္ဂလားပင်လယ်တောင်ဘက်ကမုတ်တုံလီတီကျောင်းဟာလေတိုက်ခတ်မှုနှုန်းမြန်မာလာနိုင်ပြီးတော့တနအာယု45မိုင်နှုန်းနဲ့ မြမတောင်ပိုင်းကိုင်းဝရန်တခြားကို ဖြတ်ပြီးတော့ပဲခူးတိုင်းရန်ကုန်တိုင်းအေရော်ဒီတိုင်းကို ဖြတ်သန်းတိုက်ခတ်မယ်လို့ခန့်မှန်းရပါတယ်ဒီနေရာမှာလေဆုံကျကျတဲ့နေရာဒီမှာတော့မြေဆိုင်လေတိုက်ခတ်နိုင်လို့တတိထားဖို့လိုအပ်လာပါပဲ25ရက်နေ့လေကြီးကြောင်းနဲ့အတူပါလာတဲ့မြေနိုင်တိန်နေရာဆိုလို့ရှိရင်တော့မြမပီ တောင်ဘက်တစ်ခုလုံးကိုထူထပ်စွာဖြတ်သန်းနေပြီးတော့မြမာပြည်အထက်ပိုင်းနဲ့အခြားနေရာတွေမှာတော့မိုးတိမ်တောင်ဖြစ်နေအပေါ်ကိုတက်သွားတာတွေ့ရမှာဖြစ်ပါတယ်25ရက်နေ့ရွာနိုင်တဲ့ဒေသတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့စောစောကလေစီးကြောင်းကတွန်းလိုက်တဲ့အတွက်ကြောင့်မလို့တနင်္လာနေ့တိုင်းအောက်ဖက်မှာမိုးရစ်ချိန်လေးလက်မလောက်ဒီ24နာရီအတွင်း ရွာသုံးတန်နဲ့တကြောင်မလို့သတင်းနာရီတိုင်းမှာတွာလာနေကြတဲ့တောင်ပေါ်လမ်းတွေမှာရေကြော်ခြင်းတွေစတင်ဖြစ်ပွားနိုင်ပါတယ်။တော့အတူပဲချင်းတောင်နာမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။မန္တလေးအထက်နားမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ဘက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲမြန်မာပြည်အလဲပိုင်းမြင်းကြာဂျီနန်ကျောင်း6ရက် အရှိဘက်ဒေတာမှာလည်းနေရာကွက်ပြီးတော့မူကြီးနိုင်တာကိုကျွန်တော်တို့ခမှန်တွေ့ရှိရပါတယ်။ရခိုင်ရိုးမနဲ့မကွေးကြားထဲမှာရှိတဲ့ဒေတာမှာရုတ်တရက်မူကြီးနိုင်ပါတယ်။ရခိုင်ရိုးမနဲ့ပြည်နဲ့ကြားထဲမှာရှိတဲ့ဒေတာမှာနေရာကွက်ပြီးတော့မူကြီးနိုင်ပါတယ်။26ရက်နေ့ရောက်တဲ့အခါမှာတော့မုတ်တုံလေးစီကြောင်ပုံမအားပြင်းထန်လာပြီးတော့ မြမာပြည်မွန်ပြည်နယ်ကမ်းကမ္ဘာလေဆီယာနေရာအခုနိုင်အနေငယ်ဖြစ်ပေါ်နိုင်တယ်လို့ကျွန်တော်တို့ခမတွေ့ရှိရပါတယ်ထို့အတူပဲဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာဒီဆိုင်ဝဲတွေဖြစ်ပြီးတော့တိမ်တွေကိုစုပြီးတော့မှမြမာပြည်ကိုဆက်လက်တွန်းပို့နိုင်တဲ့အနေအထားဖြစ်ပါတယ်စောစောကပြောတဲ့မွန်ပြည်နယ်ကမ်းရိုးတန်းကလေဆီယာနေရာရောင်းဟာ ရခိုင်ပြည်နယ် လေဖျားနေရရောင်ဝန်းကို26ရက်နေ့တည့်ရက်ထဲမှာပဲပြောင်းလဲသွားနိုင်တယ်အနေထားရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြောနိုင်တာကဒီကထုတ်လုပ်တဲ့တိန်တွေဟာမြမာပြည်အောက်ဘက်ချမ်းကိုဖွက်ပြီးတော့မိုးအများကြီးရွာမယ်လို့ခမန်းနာကိုကျွန်တော်တို့တိန်အနေထားနဲ့ကြည့်မယ်ဆိုရင်ဒါကမြေနိတ်တိန်တွေစူးစီးမှုဟာပုံမိုးတိန်တီးလာပြီးတော့ မြမာပြည်အနှံ့ကိုဖြန့်ပြီးတဲ့အပြင်ကိုပဲမြမာပြည်မြောက်ဘက်ကဆင်းလာတဲ့လေးကြောက်မလို့ဒီနေရာမှာရေငွေ့ဖွဲ့မှုမြင်မာနိုင်တဲ့အခြေအနေကိုတွေ့ရမှာဖြစ်ပါတယ်26ရက်နေ့မှာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်တကိုင်းတိုင်းနဲ့ချင်းတောင်တန်းကိုမိုးတီးထန်စွာရွာသွန်းပြီးတော့ကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ် ထို့တူပဲမကွေးခရိုင်ဗဟိုပြုတ်ပြီးတော့ရခိုင်ရိုးမနဲ့ဆက်ဆက်လွင်မြင်အကုန်လုံးဟာမိုးတီးထန်စွာရွာသွန်းနိုင်တဲ့အတွက်ကြောင့်မလို့အထူးသတိပေးလိုက်ပါလေရခိုင်ပြည်နယ်မှာလည်းနေရာကွက်ပြီးတော့မိုးရေချိန်3.5လက်မလောက်အထိရွာသွန်းနိုင်တယ်လို့ပဲသူဘကိုးတိုင်းအခြေချမ်းမှာကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာလည်း နေရာကွက်ပြီးတော့မိုးတီးထန်းစွာရွာသွန်းနိုင်တဲ့အခြေအနေလို့ကျွန်တော်တို့ခံမှန်းတွေ့ရှိရပါတယ်။29ရက်နေ့ရောက်တဲ့အခါမှာတော့မုတ်တုံလေစီကြောင်းဟာလေဆိုင်ဝဲအတွင်စတင်ပြီးတော့ဖုန်မျိုးလာပြီးတော့တနာယီကို45မိုင်အထိဘင်္ဂလားပင်လယ်ပြင်တစ်ခုလုံးမှာစတင်တိုက်ခတ်ပြီးတော့မြမပီအလဲပိုင်းကိုလည်း ဝင်ရောက်တဲ့အခါမှာနေပြည်တော်လောက်မှာသုံးပြီးတော့မြောက်ဘက်ကလာတဲ့လေးစီးကြောင်းကရင်ငွေအပြည့်ပါတဲ့လေးစီးကြောင်းကိုမိုးအဖြစ်တဲမဲမဲရွာသွန်းနိုင်တဲ့အချိန်ကြီးဖြစ်နိုင်ပါတယ်ကျွန်တော်တို့လေးစားဝဲစုံချက်ရဲ့ကိန်းတိတ်တင်းမှုမြင့်မားတဲ့အတွက်ကြောင့်မလို့မြမာပြည်အောက်ဖက်ချမ်းလုံးပါဆိုလို့ရှိရင်တဲတဲမဲမဲမိုးတီးထန်စွာရွာနိုင်ပြီးတော့နေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခမန်းတွေ့ရှိရပါတယ်အထူးသဖြင့်မန္တလေးမုံရွာစစ်တွေကရားပြည်နယ်အောက်ပိုင်းတစ်ခုလုံးဟာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်မကွေးနဲ့ပြည်ရခိုင်ရိုးမကြားမှာဆိုလို့ရှိရင်မိုးရိပ်ကြိမ်6လမလောက်24နာရီအတွင်းရရှိနိုင်ပြီးတော့ဘကိုးတိုင်းအနောက်ခြမ်းဖြူရန်ကုန်တိုင်းတို့မှာဆိုလို့ရှိရင်လည်းထို့အတူပဲ လေးလက်မမှ6လက်မလောက်ဒီမိုးရွာသွန်းနိုင်တယ်လို့ကျွန်တော်တို့ခမှန်းတွေ့ရှိရပါတယ်လက်ရှိမလင်လုတ်တဲ့ဒေသတွေရဲ့အောက်ခြေမှာဒီအောက်ကြီးစီးဆင်းမှုလမ်းကြောင်းပိတ်တဲ့အတွက်ကြောင့်မလို့အခုပြထားတဲ့အနေအောင်ဒေသတွေအကုန်လုံးဟာရေပြင်ပေါ်ကိုစီးဆင်းတဲ့ရေအလုံးဖြတ်သားနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရေကြီးနိုင်တဲ့အနေနဲ့ဂရိပေးလိုက်ပါတယ်မဆက်ရှိရနေ့ ်နက်နဲ့ရောက်တဲ့အခါမှာလဲမုတ်တုံလေးစီးကြောင်းကပို့တဲ့မုတ်တုံမိုးဟာမြမာပြည်အထက်ပိုင်းကိုဆက်လက်ဝင်ရောက်ပြီးတော့မိုးဖြစ်ကြွားနိုင်ပါတယ်။ပယ်ဆက်ရှင်းနဲ့အနေသားဟာမြောက်ဖက်ကလာတဲ့လေးစီးကြောင်းရင်ငွေဖွဲ့မှုကြောင့်မြမာပြည်ကိုကန့်လန့်တိုက်မိုးတီးထန်စွာရွာသွန်းနိုင်ပါတယ်။ရခိုင်ပြည်နယ်မြောက်ဖက်မကွေးတိုင်းမြောက်ဖက်မန္တလေးတိုင်းတောင်ဖက် နေပြည်တော်အပါဝင်ရှမ်းပြည်နယ်အောက်ပိုင်းကယားပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့အခြားတိုင်းနဲ့ပြည်နယ်မှာလည်းနေရာစိတ်စိတ်မိုးရွာနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့ဒီကနေ့24ရက်နေ့မေလကနေပြီးတော့28ရက်မေလအထိဒီ9ရက်အတွင်းမှာရွာသုံးမဲ့မိုးဟာမိုးရေချိန်6လမှဖြစ်တဲ့အတွက်ကြောင့်မလို့မြေအောက်ဒေသကြီးကျောင်းကို မဝင်နိုင်လို့မြန်မာပြည်မှာနေရာကွက်ပြီးတော့တချို့နေရာတွေမှာရည်ကြီးနိုင်တဲ့အတွက်အလုံးပြင်ဆင်ထားဖို့ကျွန်တော်တို့ဓတိပေးလိုပါတယ်ဒီကနေ့ခမန်းချက်တရားဆိုရင်တော့ကျွန်တော်တို့10နှစ်တာသူတည်တနာလုပ်ထားတယ်ပုံတည်နည်းများရဲ့ခမန်းချက်ဖြစ်ပါတယ်လူဝတာများရှိရင်မင်းများနိုင်ပါတယ်တာဖိုင်လုပ်ပြီးတော့ download လုပ်နိုင်ပါတယ်မိမိတို့ရဲ့ mix တွေများကိုလည်းဝေမျှပေးကြပါတဘာဝဘေးအန္တရာယ်ကိုကျွန်တော်တို့ သတင်းဖလှယ်မှုနဲ့ညင်ညာမှုနဲ့ကာကွယ်ကြအောင်ဗျာရေကြီးပြီလို့ရေကြီးပြီဒါရှိလေးဝန်ကောင်းရေကြီးပြီလို့ โอเคပါမျိုးတွေကျွန်တော်ဒီဖိုင်ဒီလောက်ပါပဲဒီ family ကဒီနေ့မေလာ24ရက်နေ့အတွက်မုံတန်းတင်းနဲ့မုံမြမဲ့နေရာဒေသတွေကိုဒီကြွက်ပြတ်တင်ဆက်ပေးသွားတဲ့မိုးစလာ blogger ဦးထစ်တင်ရဲ့ဒီ family ဒီ family ကျွန်တော်ရဲ့ပြတ်တက်တင်ဆက်ပေးသွားဖြစ်ပါတယ်ဒီ family ကြည့်ပြီးတော့ကျွန်တော်ရဲ့မျိုးလဲကြွတေကာကပြစ်စင်းလဲအောင်ဘူးတာနယ်ပြန်လဲကိုမြတ်တင်ဆက်ပေးလိုက်ခြင်းဖြစ်တယ်အခုတို့မုံတန်းတင်းနဲ့မိုးလေဝသတင်းတွေကိုအများကြီးတင်ဆက်ပေးနေတဲ့ဒီမိုးစလာ blogger ဦးထစ်တင်လည်းကျေးအများကြီးတင်ပါတယ် credit လည်းပေးပါတယ်ပါဒီဘန်လေးနောက်ထပ်မိသားစုဝင်တွေဒီတန်သူဦးကြီးတွေနဲ့ဒီငလင်ဒေတာမိသားစုတွေလည်းသိအောင်လို့မြန်မြန်လေးဝမ်းပြီးရှယ်ပေးကြပါအောင်လို့တော့ဆွေးကြည့်ပါရစေ။ တော် channel နေမုံနိုင်တဲ့နေမိုးလေးတဲ့တဲ့ဘူးရရတဲ့အကြောင်းအရာတွေကိုအများကြီးတက်ဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ဒီ like and subscribe နဲ့ဗီနာ notify bell လေးကိုပါနှစ်ခဲပေးဖို့တောင်းဆိုချင်ပါတယ်တော် channel အပိချီချီသူတရားချင်းနဲ့ကြည့်အများကြီးတင်ပါတယ်နောက်ထပ်ပြန်ပြန်ဆင်ကြမယ်ဆရာ